အကျောင်းဒီဒီမှာနှစ်ဦးမှာပေါ့ဗျာနော်ဒီ site ကတော့ဟိုအဖြစ်နှစ်ဦးမှာဒီမှာနှစ်ဦးမှာနှစ်ဦးမှာရှေးပေါင်းနှစ်ဦးတစ်ချိန်မျိုးကရှေးပေါင်းနေအောက်ကထက်စီနဲ့ဒီရှစ်လို့ရိုက်တာပေါ့ဗျာနော်အဲ့လိုရှစ်လို့ရိုက်တာနဲ့သူ့ရဲ့ဘေးမှာထက်စီနှလုံးအထောင်ကြီးရှစ်လို့ထောင် ရှစ်လွတ်ထောင်ပြီးရတယ်သူ့အောင်မှာရှစ်ထည့်ရှိလို့ရိုက်တယ်ပေါ့ဗျာနော်ရှစ်သုံးချက်ရိုက်တာရှစ်သုံးချက်ရိုက်တယ်ပေါ့ဗျာနော်ဒီဒီသုံးလုံးရှစ်ဒီနှလုံးရှစ်ရှစ်ထည့်ရှစ်ထည့်လို့ရိုက်ပြီးရင်သူ့ရဲ့အောင်မှာနောက်ပေါင်း9လို့ရိုက်တယ်ပေါ့ဗျာနောက်ပေါင်း9လို့ရိုက်တယ်နောက်ပေါင်းဒီကောင်ကစီနီယာသားပဲပေါ့ဗျာနော်ဒီကောင်လည်းစီနီယာသားမှာဒီသုံးလုံးရှစ်ဒီနှလုံးရှစ်လို့ထောင်ပြီးရတယ်ရှစ်ထည့်ရိုက်တယ်သူ့ရဲ့အောင်မှာနောက်ပေါင်း9ရိုက်တယ်နော်ဒုတိယတကယ်အနေနဲ့อ่ะ ဒုတိယတကယ်နေနေရာဒီမှာဒီရရှေပေါင်းနဲ့ထက်စီးနဲ့ဒီခွန်နဲ့အဲ့လိုခွန်ဒီထိတ်တော့နှလုံးခွန်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့ခွန်ထိတ်လို့ရိုက်တယ်ပေါ့ဗျာနော်ခွန်ထိတ်လို့ရိုက်တယ်ရိုက်ပြီးသူ့ရဲ့အောက်မှာဒီရှေပေါင်းနောက်ပေါင်းကိုပြီးတော့နောက်ပေါင်း30လို့ရိုက်တယ်နော်နောက်ပေါင်းကိုပြီးနောက်ပေါင်း30ရိုက်တယ်တတိယတကယ်ကဒီမှာဒါအုန်းကြီးက YouTube မှာကြည့်ပြီးသားတကယ်ကြီးကတော့ကြည့်ကြမှာလို့ဗျာနော်အဲ့ဒီက ဘာညာဖျက်ချခံလိုက်ရလားဆိုတော့ကျွန်တော်ဒီမှာပြင်ပြပေးတယ်ဖြစ်တယ်။တချင်းမျိုးကရှေပေါင်းနဲ့ထဲစီနဲ့အောက်ကထဲစီနဲ့ဒီရှစ်ခွန်ပြီး6လောက်သွားတယ်။အဲဒီ6ကြောင့်ထဲကြောင့်နှလုံးဒီ6လို့ထောင်းတယ်။ထောင်းပြီးရနဲ့6ထဲစီရိုက်တယ်ပေါ့ဗျာနော်။ရိုက်ပြီးရနဲ့သူ့ရဲ့အောက်မှာရှေပေါင်းနောက်ပေါင်းကိုနောက်ပေါင်း10ပြီးတော့နောက်ပေါင်း17လို့သူရိုက်တယ်ပေါ့ဗျာနော်။ဒါဒီဒီဒီ site ဒီ site ကိုပြန်သွားလိုက်အောင်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကြီးနေတာ။ ကဲကျဲဘေးဘောကတငယ်ချင်းတွေအားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်မရောက်တာလဲကြာပြီမတွေ့ရကြာပြီ line နေမကောင်းလို့ပါဗျာနော်အဲ့တော့ဒီသုံးလုံးရှေ့ရှစ်တာနဲ့ဘေးနားမှာထဲကြီးနှလုံးဒီရှေ့လို့ထောင်းထောင်းပြီးသူ့ရဲ့အောက်မှာရှစ်ထိတ်လို့ရိုက်တယ်ပေါ့နော်ရှစ်ထိတ်ရိုက်ပြီးတာနဲ့သုံးလုံးရှေ့နှလုံးရှေ့တလုံးရှေ့ရိုက်ပြီးတာနဲ့သူ့ရဲ့အောက်မှာနောက်ပေါင်း9ပေါ့ဗျာနော်တနည်းပြောရမယ်ဒီရှစ်နဲ့အဲ့ဒီနောက်ပေါင်း9နဲ့ဒီခွန်လို့ရိုက်သွားတာဖြစ်တဲ့အတွက်သူ့ရဲ့ဇောင်းမှာကျွန်တော်တို့ကခွန်တလုံးတက်ရိုက် နော်လိုင်းရအဲ့လိုမျိုးဒီရှစ်ထိတ်နဲ့နောက်ပေါင်းခွန်နဲ့ဒီခွန်လို့ဖြစ်တဲ့အတွက်ပေါ့နော်သူစောင်းမခွန်တလုံးတက်ရိုက်တယ်အဲ့လိုရိုက်တဲ့အတွက်သူ့ရဲ့နှစ်ထဲမှာအဲ့ဒီကျွန်တော်တို့ကင်ထားတဲ့ frame က shift frame ဖြစ်တဲ့အတွက်အဲ့ shift ဒီနောက်ဘိတ်ထိုင်လိုက်ပြီးတော့ ਨੇ အဲ့ခွန်အတန်နဲ့ဆိုတော့ break ခွန်နဲ့ရှင်းနောက်ဘိတ်ခွန် break ဆိုတဲ့ဟာကိုရိုက်တယ်ပေါ့ဗျာနော်ရိုက်ပြီးနောက်နှစ်မှာပဲသူ့ရဲ့နောက်နှစ်မှာခွန်ရဲ့ power အဲ့ break ခွန်ရဲ့ power ဒီ break နှစ်ဒီခွန်တလုံးပိုင်းပါတော့ လေးခွန်တဲဆိုတဲ့ကဏ္ဍတကွက်ကိုသူကပုံစံတူချပေးတယ်ပေါ့ဗျာနော်ဒါပရမတ်ကဒုတိယတကက်သွားအောင်ဒုတိယတကက်ကလည်းဒီ၃လုံးခွန်ဒီ၂လုံးခွန်လို့ထောင်ပြီးတော့ခွန်ထိတ်အဲ့လိုခွန်ထောင်လိုက်တယ်ထောင်ပြီးအောက်မှာနှောင်းပေါင်း၁၀ပေါ့ဗျာနော်တနည်းပြောမယ်ဆိုဒီခွန်နဲ့ဒီခွန်နဲ့နှောင်းပေါင်း၁၀နဲ့ဒီခွန်လို့ရိုက်သွားတာဖြစ်တယ်သူရဲ့ဇောင်းမှာကျွန်တော်ကခွန်တစ်လုံးတက်ရိုက်တယ်ခွန်တစ်လုံးရိုက်လိုက်တဲ့အတန်ကြောင့်ပေါ့နော်အဲ့ဒီနှစ်ထက်မှာကျွန်တော်ခွန်ဖရိုင်ဖြစ်ချင်းကြောင့် ခွန်နောက်ပိတ်နဲ့ဘရိတ်ခွန်ဆိုတာသူကစော်ပါတယ်စော်ပြီးတာနဲ့အဲ့ဒီဘရိတ်ခွန်ရဲ့ပါဝါဘရိတ်2ဆိုတဲ့ကောင်ဒီဒီ၄တစ်ခွန်ဆိုတဲ့ကနန်းတကွက်ကိုပဲထုံးချပြီးတယ်ပေါ့ဗျာနော်ခွန်တစ်လုံးပါတော့အဲ့ဒါထပြီးရတယ်နော်ကျွန်တော်တတိယကက်သွားလိုက်အောင်တတိယကက်ကလည်းဒီမှာဒီ၃လုံး6ထိတ်တော်၄လုံး6 6ထိတ်အဲအဲ့လို၃လုံး၂လုံး၃လုံး6တွေဖြစ်သွားပြီးတာနဲ့သူ့ရဲ့အောက်မှာနောက်ပေါင်း9နောက်ပေါင်း10ပြီးနောက်ပေါင်း17ရိုက်တယ် ။ဒီနေ့အပြင်ဒီ6ထိတ်နဲ့အဲ့နောက်ပေါင်းတင်းနဲ့ဒီခွန်ဖြစ်သွားတဲ့အတွက်သူ့ရဲ့ဇောင်းမှာကျွန်တော်တို့ဒီခွန်တလုံးတက်ရိုက်တယ်။ခွန်တလုံးတက်ရိုက်ပြီးရနဲ့အဲ့နှစ်ထင်းမှာအဲ့ဒီခွန်ပရိသီရောဖရိန်က6နောက်ဘိတ်6ဖရိန်ဖြစ်တဲ့အတွက်6နောက်ဘိတ်ပိုင်းဒီနဲ့ပရိခွန်တကွာကိုအဲ့လိုမျိုးသူကရိုက်ဆော့တယ်ပေါ့ဗျာနော်။ဆော့ပြရနဲ့သူ့ရဲ့နှောင်းနှင်းမှာပဲအဲ့ဗရိတ်ခွန်ရဲ့ပါဝါဗရိတ်နှစ်ဆိုတဲ့ကဏ္ဍကိုဒီလေးတစ်ခွန်ဆိုတဲ့ကဏ္ဍတကွာကိုသူကတုံးဖြုတ်ချလိုက်တယ်เนาะဒါဟာစိုက်ကဒီထိရပါပြီအမှရပြရနဲ့ အမြင်မဲ့သွားမယ်ဗျာနော်လိုင်းမကောင်းတဲ့အတွက်အဲ့တော့ပြောချင်တာကကျွန်တော်ကအဲ့ချိန်မှာဒီစာကြီးကိုပြန်ပြီးတော့တက်သွင်းတော့မှာဖြစ်တယ်ဒီ၃လုံး၈ဒီ၂လုံး၈လို့ထောင်တယ်၈ထိတ်လို့ထောင်လိုက်တယ်ကြားလိုက်တဲ့အဲ့ရှင်း၈တေကသူ့ရဲ့တစ်နှစ်ကျော်မှာ၈ထိတ်စီဒီပထမဆုံးစရိုက်တာဒီမှာနှစ်ကြိမ်မြောက်မှာစရိုက်တယ်နှစ်ကြိမ်မြောက်မှာပထမဆုံး၈ထိတ်ကိုသူကပြန်ပြီးပေါ်ပြီးတယ်ပေါ့ဗျာနော်ပေါ်ပြီးလိုက်တာနဲ့ဒီ၃လုံးဒီသူက၈ပိုင်းဒီနဲ့သူကခွေပြီးတော့၁၀ကွက်ဆိုင်နေနဲ့ဟိုကွက်တီပေါ်လာမှာဖြစ်တယ် ဟုတ်လားဒီသုံးလုံးခွေခဲ့တဲ့ရှစ်ကသူ့ရဲ့နှုတ်တဲ့နှစ်မှာဗရိရှစ်လို့ပြန်ဆိုတဲ့အချိန်မှာတစ်ထိပ်ပိုင်းတည်နဲ့ဗရိရှစ်ကိုသူကအဲ့လိုဆော်တယ်ပေါ့နော်ဒါသူ့ရဲ့လူဆောင်ချက်ရတာပဲအဲ့တော့ဒီလောက်ပဲပြန်ပြောပါဗျာနော်နောက်တကခုံလက်ဒီသုံးလုံးခုံဒီထိတ်တော့နှလုံးခုံဖြစ်ပြီးတော့ခုံထိတ်ရိုက်သွားတယ်အဲ့ဒီခုံကသူ့ရဲ့တစ်နှစ်ကျော်မှာခုံထိတ်လို့ပြန်ကြတဲ့အချိန်မှာခုနက၈ထိတ်က၂ချိန်မြောက်မှာအခုခုံထိတ်ဒီ၃ချိန်မြောက်မှာကြာတယ်တိကျကြတယ်ပေါ့ဗျာနော်အဲ့လိုကြာတဲ့အချိန်မှာလည်းဒီနောက်ဒီလိုသုံးလုံးဒီ ရှစ်လိုပိုင်းဒီခွေပြီးတော့ဆယ်ကွက်ဆိုင်နဲ့သူကပထမဆုံးစကြလာတာဖြစ်တယ်။အဲ့လိုခွေခဲ့တဲ့ဒီရှစ်ကလည်းသူ့ရဲ့နောက်တစ်နှစ်မှာဗရိရှစ်ရိုက်တဲ့အချိန်မှာဗရိရှစ်ဒီတစ်ထိပ်ပိုင်းဒီနဲ့ဗရိရှစ်ကိုသူကစော့ခဲ့ရဖြစ်ရမယ်။အဲ့လိုစော့ခဲ့ရတယ်ပေါ့ဗျာနော်။တတိယကျွန်တော် site ကိုသွားလိုက်အောင်။တတိယ site ကလည်းတတိယ site ကလည်းဟိုပါပေါ့ဗျာနော်။ကဲ။တတိယ site ကလည်းကျွန်တော်ကဒီ3 6 6ဒီထိတ်တော့နှလုံး6လို့ထောင်းတယ်ထောင်းပြီးတော့6ထိတ်ကြတယ်3လုံး6နှလုံး6တလုံး6ဒီတစ်နှစ်ကြုံမှာ6ထိတ်လို့ပြန်ရိုက်မဲ့အချိန်မှာသူဗမာရိုက်မှာလေနှစ်ကြိမ်သုံးကြိမ်ပြီးတော့၄ကြိမ်မြောက်မှာသူအတိအကျပဲပထမဆုံးပေါ်လာမှာဖြစ်တယ်ပေါ်လာနော်လိုင်းကတိခန့်ကြည့်ပြန်နော် ပေါ်လာတော့လေအပေါ်ကခါနဲ့သူ့ရဲ့နောက်ပေါင်းနဲ့ဒီရှစ်လိုပိုင်းတွေဖြစ်ပြီးဆက်ကွက်ဆိုင်နေတဲ့ပေါ်လာမှာဖြစ်တယ်အဲ့လိုအောင်ခဲ့ပြီဆိုရင်သူ့နှောင်းနေမှာဒီသုံးလုံးခွေခဲ့တဲ့ရှစ်ကလှုပ်လှုပ်တယ်ဘယ်လိုလှုပ်လဲဘရိတ်ရှစ်လိုပြန်ရိုက်တဲ့အချိန်မှာ တစ်ထိတ်ပိုင်းတွေနဲ့ပရိရှိကိုသူကအဲ့လိုမျိုးအောင်ပြခဲ့ပြီဖြစ်တယ်နော်ဒီရှိခွန်ကျောင်းဇလန်နဲ့ပဲကျွန်တော်ကနှစ်တိုင်းကိုဆော့လာရောဗျာနော်နှစ်တိုင်းဆော့လာရတော့ကျွန်တော်ရဲ့ဒီရောက်တဲ့နှစ်ကိုတွားတော့မှဖြစ်တယ်ရောက်တဲ့တွားတော့မှဖြစ်တဲ့အတွက်ကျွန်တော်ဒီ3လုံး8ဒီ2လုံး8လို့ထောင်းတယ်8ထိတ်လို့ကြာပြီသူကတစ်နှစ်ကျော်မှ8ထိတ်ဒီဒီ3လုံး8လို့ခွဲပြီးတော့နှစ်ကြိမ်မြောက်မှအတိအကျကြာတယ်အဲ့ဒီရှစ်ကဒီရှစ်ကသူ့ရဲ့နှောက်တဲ့တစ်နှစ်ကျော်မှာဗရိတ်ရှစ်လို့စပြီးတော့ဗရိတ်ရှစ်လို့ဆော့တယ်ပေါ့ဗျာနော်ဗရိတ်ရှစ်ဆော့လိမ့်မယ်ဗရိတ်ရှစ်ဒီ လေးခါပိုင်းတည်နဲ့ပရိရှိလို့သူဆော့ခဲ့တယ်။တခွက်ဆော့ခဲ့မယ်ဟောဗျာနော်။အဲ့လိုဆော့ရဗမာဆော့မှာလဲလေးခါပိုင်းတည်ကိုကျွန်တော်ကယူလိုက်မှဖြစ်တဲ့အတွက်သူကလေးပရိကဘေးမှာဆော့ရမှာဖြစ်တယ်။အဲ့ဒီလေးပရိကဘေးမှာလေးခါပိုင်းတည်နဲ့ကျွန်တော်ရဲ့ရှစ်ဖရင်ကြီးရပရိရှိကိုစဆော့ခဲ့တာဖြစ်တယ်ပေါ့ဗျာနော်။အဲဒုတိယတကက်ဒုတိယတကက်ကဘယ်နာမှာလဲဒုတိယတကက်ကဒီ၃လုံးဒီခွန်၂လုံးဒီခွန်၁လုံးခွန်ဒီသူ့ရဲ့တစ်နှစ်ကျော်မှာခွန်ထိတ်ကို ၃ချိန်မြောက်မှာဒီလို၃လုံး၈ပိုင်းချင်းနဲ့ကြခဲ့ပြီးတော့ဒီ frame ခွန်သည်သူ့ရဲ့နောက်တစ်နှစ်ကျော်မှာခွန်ဗရိတ်လိုပြင်ထွက်တဲ့အချိန်မှာပေါ့ဗျာနော်ခွန်ဗရိတ်ထွက်တဲ့အချိန်မှာ၄ခါပိုင်းချင်းနဲ့ခွန်ဗရိတ်ဒီတပွဲဆော့ရမယ်အဲ့လိုဆော့တဲ့အချိန်မှာ၄ခါပိုင်းချင်းကိုကျွန်တော်ယူထားတာဖြစ်တဲ့အတွက်ဗရိတ်၄ရဲ့ဘေးမှာပဲဆော့ရမှာဖြစ်တယ်ဒီ၄ရဲ့ဆော့ရဘေးမှာဆော့ခဲ့တာဖြစ်တယ်ပေါ့ဗျာနော်အဲဒါဆိုရင်တို့တတိယကတ်ကိုသွားလိုက်အောင်တတိယကတ်ကလည်း ဒီ3လုံး6ဒီ2လုံး6ပြီးတော့1လုံး6လို့ဖြစ်တယ်အဲ6ကလည်းသူ့ရဲ့တစ်နှစ်ကျော်မှာ6ထိပ်ကို4ချိန်မြောက်မှာစရရတယ်2ချိန်3ချိန်4ချိန်ဆိုပြီးအတိအကျရိုက်လာပေါ့ဗျာရိုက်တဲ့ချိန်မှာဒီ3လုံး8လို့ကိုယ်ပြီးရိုက်ခဲ့တာဖြစ်တယ်ရိုက်ခဲ့တာဖြစ်တဲ့တော့ဒီကျွန်တော်ယူခဲ့တဲ့6ဖရိတ်ကသူ့ရဲ့နောက်တစ်နှစ်ကျော်မှာ6ဖရိတ်လို့စောတဲ့ချိန်မှာ6ဖရိတ်6ဖရိတ်လို့စောတဲ့ချိန်မှာ၄ခါပိုင်းသေးနေပဲစောတယ်เนาะ၄ခါပိုင်းသေးနေစောတယ် ဆိုတော့လေ၄ကပိုင်းတွေကိုယူဆတာဖြစ်တဲ့အတွက်ဗရိတ်၄ရက်ပြီးမှပဲသူဆော့ရမှာဖြစ်တယ်၄ရက်ပြီးမှအဲ့လိုမျိုးဆော့ခဲ့တာဖြစ်တယ်ပေါ့ဗျာနော်ဒီ site ကိုဒီလိုမျိုးကူးလိုက်ပြီးဖြစ်တယ်အဲ့လိုသူကကြားလိုက်တယ်လို့နောက်ကနေလိုက်ပြတ်ဟိုကလောကဟွာမကောင်းတော့ဗျာနော်အဲ့တော့ရောက်ဟွာဇလန်းလာပြီးပေါ့ဗျာနော်အဲ့တော့ကြားလိုက်တယ်ပြန်တယ်ကျွန်တော်ပြတယ်ဟိုလိုင်းရောင်းလိုက်ပြလိုက်ဟန်နေအမှန်အောင်မှန်လာပြန်နော်လိုင်းနေထက်သွားချင်းကြည့်ရတာရတာပြတယ် ါကြောင့်နော်အဲ့လိုမျိုးအဲ့လိုမျိုးဒီ၃လုံးရှိ၂လုံးရှိ၈ထိပ်၃လုံးရှိကတနည်းကြောင့်မှ၈ထိပ်ကိုဒီလိုပေါ်ခဲ့တယ်လို့ပဲနောက်တဲ့တနည်းကြောင့်မှ၈ပြိတ်ဒီ၄ခါပိုင်းဒီနဲ့အဲ့လိုပေါ်ခဲ့တယ်အဲ့ဒီ၄ခါပိုင်းချင်းနဲ့၈ပြိတ်ဒီ၄ပြိတ်ကဘေးမှာပေါ်ခဲ့တာမှန်ရင်အဲ့ဒီနှစ်ထဲမှာထွက်မဲ့ထွက်တဲ့၄နောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ပေါ့ဗျာနော်၄နောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ဒီကျွန်တော်ကလေးဖရင်ယူထားပြတယ်သူရှေ့နှစ်တဲ့က လေးနောက်ပိုင်းနဲ့ခဏတကွက်ကိုဒဲရွှေ့ရမှာဖြစ်တယ်ဒဲရွှေ့ရမှာဒဲရွှေ့ရမှာနော်ဒဲရွှေ့ရမှာဖြစ်တယ်ဒါကခဏကိုဒဲရွှေ့ရမှာဖြစ်တယ်ဒါဆိုဒုတိယတကွက်ကိုသွားလိုက်အောင်ဒုတိယတကွက်ကဒီ၃လုံးခွန်ဒီ၂လုံးခွန်တစ်လုံးခွန်အဲ့ဒီခွန်ကတစ်နှစ်ကြောင့်မှခွန်ထိတ်ကိုဒီလိုခွန်ထိတ်စပေါ်ရတယ်ဒီ၃လုံးရှိအခွေနဲ့ကိုသူကအဲ့လိုအတိအကျပေါ်လာပြီးတော့အဲ့ဒီခွန်ကသူ့ရဲ့တစ်နှစ်ကြောင့်မှခွန်ပြိတ်ပြင်ရတဲ့အချိန်မှာ၄ခါပိုင်တည်နေခွန်ပြိတ်ကိုရိုက်တယ် ဘာမှရိုက်လဲလေးခါယူထားတာဖြစ်တဲ့အတွက် break လေးရဲ့ပြီးမှရိုက်လိုက်တာဖြစ်တယ်။အဲဒီလိုရိုက်လိုက်ပြီးဆိုရင်အဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာအားတယ်နော်။အဲ့ဒီနှစ်ထဲမှာဒီမှာလေးနောက်ပိတ်နဲ့လေးနောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ပေါ့ဗျာနော်။လေးနောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ဒီသူ့ရှိနေတဲ့ဟာသူ့ရှိနေတဲ့ဟာလေးနောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ဒဲရိုက်ရမှာဖြစ်တယ်။ဒီမှာလေးနောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ကိုဒဲရွှေ့တာဖြစ်တယ်။ဒဲရွှေ့ရမှာပေါ့ဗျာနော်။ ဒါဆိုရင်ကျွန်တော်ကဒီရောက်ကက်က3လုံး6 2လုံး6 3လုံး6အဲ့ဒီ6ကတစ်နှစ်ကျော်မှာ6ထိပ်ကိုဒီလိုပုံစံဒီလို3လုံး8လို့ခွဲပြီးတော့၄ချက်မြောက်မှာ तू ကအတိအကျရိုက်ခဲ့ပြီဆိုရင်အဲ့ဒီ6ရဲ့လောက်ဆောင်ချက်က तू ရဲ့နှုတ်တစ်နှစ်ကျော်မှာ6ပရိလို့ तू ကရိုက်ခဲ့တဲ့အချိန်မှာ၄ခါပိုင်တင်နေရိုက်တယ်။ဘယ်မှာရိုက်လဲပရိ၄ရဲ့ဘေးမှာပဲ။ပရိ၄ရဲ့ဘေးမှာ၄ခါပိုင်တင်နေအဲ့လိုရိုက်ခဲ့တာဖြစ်ပြီဆိုရင်အဲ့ဒီနှစ်ထဲမှာ ကျွန်တော်လင်းနောက်ဘက်နဲ့ခဏန်းတကွက်ဒီသူ့ရှေ့နှစ်ကခဏန်းတကွက်ဒဲရွှေ့ရမှာဖြစ်တယ်ဒဲရွှေ့ရမှာဖြစ်တဲ့အတွက်သူ့ရှေ့နှစ်ကလင်းနောက်ဘက်နဲ့ခဏန်းတကွက်ကိုလိုက်ရှာတဲ့အချိန်မှာဒီမှာဒဲရွှေ့ရမှာခဏန်းပေါ့နော်ငါးသုံးညာလေးဆိုတကွက်ရှိတယ်နောက်တကွက်ဒီသုံးညာလေးလေးဆိုတာဒီမှာလင်းနောက်ဘက်နဲ့ခဏန်းနှစ်ကွက်ပဲရှိတယ်နှစ်ကွက်ရောဘဲကွက်ကိုကျွန်တော်ဒဲရွှေ့ရမှာလေပေါ့ဗျာနော်ဘဲကွက်ကိုဒဲရွှေ့ရမှာဘဲချိန်မှာရွှေ့ရမှာဆိုတော့ဒါပြတော့မှာဖြစ်တယ် ပြရတော့မှဖြစ်တယ်ဆိုတော့အဲ့ဒီဟာလေးကဟိုဟာမဟုတ်ပါဘူးကြာနော်ကျွန်တော် comment လေးတွေဘယ်လိုမှတ်ထားလဲမသိကျွန်တော်မဖတ်ရသေးကျူကျူအဲ့လေဟိုဟာဒီ Facebook ကအဲ့ဒီနိုင်လုံးဝမကောင်းအကြီးလို့မလာတာပေါ့ဗျာနော်ကျွန်တော်ကပြချင်ပါကျွန်တော်ကဒီမှာပဲပြနေရဆိုတော့ပေါ့ဗျာနော်အဲ့တော့အဲ့ဒီချိန်မှာဒါဇလန်ခဏခဏပြောနေဆိုတာမြန်ကြီးလို့ပြောတာပေါ့ဗျာနော် အဲဒီရတယ်အစပြောလိုက်ဒီ3လုံး8နှလုံး8တလုံး8 8ထိတ်နဲ့3လုံး8နဲ့ဟိုဗရိတ်8လို့ဒီမှာတနည်းကြောင့်မရိုက်တယ်၄ခါပိုင်ကျင်တယ်ဗရိတ်၄ရဲ့ဘေးမှာရိုက်ခဲ့ပြီဆိုရင်အဲ့ဒီနှစ်ထဲမှာ၄နောက်ဘေးနဲ့ကနန်းတစ်ခွက်ဒီ၄နောက်ဘေးနဲ့ကနန်းတစ်ခွက်ဒီသူ့ရှေ့နှစ်ကကနန်းတစ်ခွက်ကိုဒဲရွှေ့ရမှာဖြစ်တယ်ဘယ်ကနန်းလဲတဲ့ဘယ်ကနန်းလဲဆိုတော့ဒီမှာဗရိတ်၄ ရိတ်2ပရိတ်1เนาะပရိတ်3ခုပရိတ်3ခုဆင့်ထောင်ထားတယ်ပရိတ်3ခုက4အဲ့ဒီ4ကသူ့ရဲ့ဇောင်းမှာပရိတ်3ခုပေါင်းခြင်းကရှေ့ဘောင်းနှစ်ခုပေါင်းခြင်း4လို့ပြန်ဖြစ်ထားရမယ်เนาะဒီပရိတ်3ခုပေါင်းခြင်းကပရိတ်2ပရိတ်1ကပရိတ်2ကပရိတ်1ကပရိတ်3ခုပေါင်းခြင်း4ကသူ့ဇောင်းမှာရှေ့ဘောင်းနှစ်ခုပေါင်းခြင်း4လို့ပြန်ဖြစ်ထားတယ်အောက်မှာရှိနေတဲ့ လေးနောက်ဘက်နဲ့ဒီကနန်းကို သူရွှေ့လိုက်တာဖြစ်တယ်เนาะရွှေ့လိုက်တာဒဲရွှေ့လိုက်တာဖြစ်တယ်ဒါဆိုဒုတိယတကက်ကိုကြည့်လိုက်အောင်ဒုတိယတကက်ကိုဒုတိယတကက်ကလည်းအလိုပေါ့ဗျာเนาะရောဘလို့သွားမလဲဆိုတော့ဒီ3လုံးခုံ2လုံးခုံ3လုံးခုံကြောင့်တစ်နှစ်ကျော်မှခွန်ထိတ်ကိုဒီလို3လုံး10ပိုင်းကြီးနဲ့ခွေခဲ့ပြီအဲ့ခွန်ဖရင်ကသူ့ရဲ့နောက်တစ်နှစ်ကျော်မှနော် အဲ့ဒီသုံးလုံးခုနှလုံးခုတစ်လုံးခုကတစ်နှစ်ကျော်မှခွန်ထိတ်ကိုဒီလိုသုံးလုံးရှစ်နဲ့ခွေခဲ့ပြီးတော့အောင်ခဲ့ပြီးဆိုရင်သူတစ်နှစ်ကျော်မှအဲ့ဒီခွန်ဖရင်ရောက်ဘရိတ်ခွန်ဒီ၄ခါပိုင်ခြင်းနဲ့ဆော်တယ်ဘာမှဆော်လဲဘရိတ်၄ရဲ့ပေးမှာအဲ့လို၄ခါပိုင်ခြင်းနဲ့အောင်ခဲ့ပြီးဆိုရင်အဲ့ဒီနှစ်ထဲမှာ၄နောက်ပိုင်းကနန်းတစ်ခွက်သူရှေ့နှစ်ကကနန်းတစ်ခွက်ကိုရွှေ့ရမယ်ဘယ်ကနန်းကိုရွှေ့မှာလဲကျော်ဒီမှာဘရိတ်ခွန်ဘရိတ်ခွန်ဘရိတ်၃ညာ ရေ3ခုပေါင်းရင်ဒီ၄တဲ့အဲ့၄ဒီသူ့ရဲ့ဇောင်းမှာရှေးပေါင်း2ခုပေါင်းရင်ပေါ့နော်ရှေးပေါင်း8နဲ့ရှေးပေါင်း6နဲ့ပေါင်းရင်ဒီ၄လို့ပြန်ဖြစ်ထားရမယ်နော်ဒီပေ3ခုပေါင်းခွန်ခွန်3ညဆိုတဲ့ပေ3ခုပေါင်းရင်၄အဲ့၄ကသူ့ရဲ့ဇောင်းမှာရှေးပေါင်း8နဲ့ရှေးပေါင်း6နဲ့ပေါင်းရင်၄လို့ပြန်ဖြစ်ထားတယ်အောက်မှာရှိတဲ့၄နောက်ပိတ်နဲ့ဒီကနန်းကိုတဲ့6 8လေးကိုသူ့ရဲ့နှောင်းနဲ့မှာကျွန်တော်ကဒဲရွှေတာဒါမှဒဲရွှေရမှာဖြစ်တယ်6 8လေးဟုတ်ပြီနော် ဒါဆိုရင်တော့ရောက်ကဲ့သွားအောင်ရောက်ကဲ့ဒီ3လုံး6နှလုံး6တလုံး6ကတစ်နှစ်ကြောင်မှာ6ထိတ်ကို၄ချိန်မြောက်မှာဒီလို3လုံး8လို့ခွေပြောလာခဲ့ပြီပြောလာခဲ့ပြီလှုပ်လှုပ်ခဲ့တဲ့ဒီ6ပရင်ကနောက်တစ်နှစ်ကြောင်မှာပဲပေါ့နော်နောက်တစ်နှစ်ကြောင်မှာပဲ6ပရိတ်လို့ရိုက်တဲ့အချိန်မှာ၄ခါပိုင်တင်နေရိုက်တယ်ပရိတ်၄ရဲ့ပေးမှာရိုက်လိုက်တယ်အဲ့ဒီ၄အတန်ကိုယူထားပြီးတော့ကျွန်တော်တို့က၈နှစ်ထဲက၄နောက်ပိုင်းနဲ့ခဏန်းတကွာကိုဒဲရွှေမှာဘယ်ခဏန်းလဲဘယ်ခဏန်းလဲဆိုတော့ဒီမှာ ပရိက1နော်ဒီမှာဒီပရိက9ဒီမှာပရိက1ပရိက3ခုပေါင်းရင်ဒီ9တဲ့နော်အဲ့ဒီ9ကသူ့ရဲ့ဇောင်းမှာရှေပေါင်း9နဲ့ရှေပေါင်း4နဲ့ပေါင်းရင်ဒီ9လို့ပြန်ဖြစ်တာလေဒီနော်ပရိက3ခုပေါင်းရင်ဒီရှေပေါင်း2ခုပေါင်းရင်ပြန်ဖြစ်တာလေအောက်မှာရှေ၄နောက်ဘက်နဲ့ကနန်းနဲ့ဒီကနန်းကိုရွှေ့ရမှာလား ီကနေ့ရွှေ့ရမှာလားဆိုတော့သူကအဲ့နှစ်ထဲမှာနှစ်ကွာထဲထွက်တာဖြစ်တယ်နော်နှစ်ကွာထဲထွက်တာဖြစ်တာကျွန်တော်နောက်တစ်ကွာကိုထပ်ကြည့်အောင်နောက်တစ်ကွာထပ်ကြည့်တဲ့အချိန်မှာဒီမှာပရိတ်၄ပရိတ်၅ပရိတ်၈ပရိတ်၃ခုပေါင်းရင်ဒီခွန်နဲ့အဲ့ဒီခွန်ကလည်းသူ့ရဲ့ဇောင်းမှာရှေးပေါင်း2နဲ့ရှေးပေါင်း9နဲ့ပေါင်းရင်ဒီခွန်လို့ဖြစ်နေတယ်အဲ့လိုခွန်လို့ဖြစ်တဲ့အောက်မှာလည်း လေးနောက်ပိုင်းနဲ့ခဏန်းတကွရှိနေတာဖြစ်တယ်။နှစ်ခုလုံးလားတူနေရောဗျာနော်။ဘယ်ကနေယူရမှန်းမသိဘူးဖြစ်နေ။ဒီပရိသုံးခုပေါင်းခြင်းဒီသူ့ဆောင်မှာရှေပေါင်းနှစ်ခုပေါင်းခြင်းပြန်ဖြစ်ထားတဲ့အောက်ကခဏန်းဒီလေးနောက်ပိုင်းနဲ့ဒီခဏန်းလားနော်နှစ်ခုလုံးကလာပြီးတော့ဆိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပိုးအပ်မဲ့နေရာယူရမယ့်ထောက်ချက်တစ်ချက်ကိုအဓိကယူလိုက်တော့မယ်ပေါ့ဗျာနော်။အဲဒီဟာနဲ့အဲကျွန်တော်ကတော့ဖမ်းလိုက်တာဖြစ်တယ်။ထိုးရမှာတော့နှစ်ကွက်လုံးထိုးရမယ်ပေါ့ဗျာနော်။အဲ့တော့ နော်လေးနောက်ပိတ်နဲ့ပရိရှိကဟိုပါဗျာနော်ပရိရှိကလေးခါပိုင်နေတဲ့ပရိရှိသည်သူပရိလေးရဲ့ဘေးမှာအောင်းခဲ့ပြီဆိုရင်အဲ့ဒီနှစ်ထဲမှာရှင်းနှစ်ထဲရာလေးနောက်ပိတ်နဲ့ကဏ္ဍတကွယ်ပေါ့နော်လေးနောက်ပိတ်နဲ့ကဏ္ဍတကွယ်ကိုနောက်နှစ်ကိုဒဲရွှေမှာဘယ်လေးနောက်ပိတ်လဲဒီပရိသုံးခုပေါင်းခြင်းသည်ဒီပရိသုံးခုပေါင်းခြင်းဒီသူဇောင်းမှာရှေဘောနှစ်ခုပေါင်းခြင်းပြန်ဖြစ်တာပဲဗောနော်ပရိသုံးခုပေါင်းခြင်း၄ဖြစ်တဲ့အတွက်သူ့ရဲ့ဇောင်းမှာရှေဘောနှစ်ခုပေါင်းခြင်း၄လို့ဖြစ်တာပဲအောက်ကခဏ သူကဖြစ်တော့မယ်ဆိုရင်တူရဲ့အပေါ်တပွဲကျော်ပေါ့နော်သူရဲ့အပေါ်တပွဲကျော်မှာနောက်တော့နှလုံးဒီခွန်လို့ဘိုင်းဒီထောင်ထားအောင်မယ်ဒီခွန်ဒီမိမ့်မယ်ကျွန်တော်ရှေ့မှာပြခဲ့တဲ့ဖရင်ဒီခွန်အတန်နေနဲ့ထောက်ချက်နဲ့ရိုက်ထားတာဖြစ်တယ်ဗျာဒီနောက်တော့နှလုံးခွန်ဒီလုံးဝဒီဆိုင်ကအသက်ဖြစ်တယ်ပေါ့နော်အဲ့လိုခွန်လို့ထောင်ထားတဲ့အောက်တပွဲကျော်မှာရှိနေတဲ့ဒီလေးနောက်ပိုင်းနဲ့ကနန်းကိုပဲဒဲရွှေ့လိုက်တာဖြစ်တယ်ဟောဒီခွန်ကအသက်ပဲပေါ့နော်ကျောင်းကနှစ်ကွက်ထဲကနေတစ်ကွက်ရွေးရတာဟုတ်အဲ့တော့ဒုတိယတကက်ကလည်းနော် ဒုတိယတကယ်ကလည်းခွန်ဖရင်နေကြောင်းပေါ့နော်ဗရိတ်ခွန်ကနန်းတကွက်ဒီလေးခါရဲ့လေးခါပိုင်းဒီနဲ့အောင်နေဗရိတ်၄ရဲ့ဘေးမှာအောင်ခဲ့တယ်ဆိုရင်အဲ့ဒီနှစ်ထဲမှာသူရှိနှစ်ကလေးနောက်ဘေးနဲ့ကနန်းတကွက်ဒီတဲရွှေ့ရမယ်ဘယ်ကနန်းလဲဆိုတော့ကျောင်းတမဗရိတ်၃ခုပေါင်းရင်ဒီ၄အဲ့ဒီ၄ကသူ့ရဲ့ဆောင်းမှာရှေ့ပေါင်း၂ခုပေါင်းရင်၄လို့ပြန်ဖြစ်ထားတယ်အောက်ကကနန်းအဲ့ကနန်းကိုယူဖို့အတွက်သူ့ရဲ့အပေါ်တပွဲကြော့မှာနောက်ဘေးနှလုံးဒီဒီမှာရှိတဲ့၅နောက်ဘေးနဲ့ဒါကကလင်နာအဆက်ဆိုရင် မနှစ်က ီ2017 24ကျင်းမှာ၄၃ညနှစ်ရှိတယ်ပေါ့ဗျာနော်အဲ့လိုဒီနောက်ပိုင်းနှလုံးစီခွန်လို့ထောင်ထားရမယ်အဲ့လိုခွန်လို့ထောင်ထားတဲ့ကောင်ကဒီ site ကအသက်ဖြစ်တယ်ရှေ့မှာကျွန်တော်ကခွန်နေနဲ့ပြခဲ့တယ်ဆိုတော့ဗောနော်အဲ့လိုနှလုံးခွန်လို့ထောင်ထားတဲ့အောက်တဘောကျော်က၄နောက်ပိုင်းနဲ့ခဏဖြစ်ရမယ်ဟုတ်ပြီနော်ဒါဆိုရင်ရပြီအဲ့ဒါကျွန်တော်တတိယကကဒီလို6 frame နေကြောက်6 frame နေကြောက်ပေါ့နော်ဒီမှာဗရိတ်6က၄ခါပိုင်နေနဲ့ရိုက်တယ်ဗရိတ်၄ရဲ့ဘေးမှာရိုက်တယ် ရိုက်ပြီးတော့သူရှိနှစ်ထဲက၄နောက်ပိနေကနန်းတကွက်ဒီဘယ်လိုကနန်းလဲပရိတ်၃ခုပေါင်းရင်ဒီသူ့ရဲ့ဆောင်းမှာရှေ့ပေါင်း၂ခုပေါင်းရင်နဲ့တူးနေရမယ်အောက်က၄နောက်ပိအဲ့လိုဖြစ်ပြီဆိုရင်တေချာဝေါအောင်သူ့ရဲ့အပေါ်တပွဲကြော်ကိုကြည့်လိုက်တဲ့အချိန်မှာနောက်ပိနှလုံးဒီဒီမှာခွန်လို့ထောင်းမနေဘူး၆ကြီးဖြစ်နေတယ်ဆိုတော့ဒီကနန်းမဟုတ်တော့ဘူးဗျာနော်ဒီကနန်းမဟုတ်တော့ဒါပေမဲ့ဒီကနန်းကရန်ထားရမယ်နှစ်ကွယ်တည်းရှိတာဖြစ်တယ်တော့ဗောနော်အဖြစ်မနေရန်ရမယ်ကနန်းဖြစ်တယ်ရန်မှာမို့တင်ထိုးရမယ်ဗောဗျာနော် နောက်တစ်ခုကိုကြည့်လိုက်အောင်နောက်တစ်ခုကလည်းဒီမှာဗရိတ်၃ခုပေါင်းရင်ဒီ၈ရဲ့အခွန်နော်ဗရိတ်၄ရဲ့ဗရိတ်၅ရဲ့ဗရိတ်၈ရဲ့၄၅ရှစ်ပေါင်းရင်ဗရိတ်၃လုံးပေါင်းရင်ခွန်ကသူ့ဆောင်းမှာရှေးပေါင်း၂နဲ့ရှေးပေါင်း၅နဲ့ခွန်လို့ပြန်ဖြစ်ထားပြီဖြစ်ထားပြီသူ့ရဲ့အောက်မှာ၄နောက်ပိတ်နဲ့ကနဲလောက်ကလည်းထိုင်ထားပြီဒီကနဲကိုဟုတ်မဟုတ်သေးကြအောင်ကျွန်တော်အတီးပြတဲ့အချိန်မှာအောက်ပေါ်တပွဲကြုံမှာနောက်ထောင်နှလုံးဒီလုံးဝသူခွန်လို့ထောင်ထားပြီဖြစ်တယ် ုံလုံးထောင်သားဖြစ်တဲ့ဒီကနန်းကိုပဲကျွန်တော်တို့ကပို့ရမယ့်ကနန်းကိုရပြီပေါ့ဗျာနော်လုံးဝပို့ရမယ့်ကနန်းကိုကျွန်တော်ကတွေးလိုက်ပြီဖြစ်တယ်ဒီတော့နှလုံးခွန်ထောင်သားတဲ့ကောင်ကြီးအသက်ဖြစ်နေရပေါ့နော်အဲ့ဒီခွန်နဲ့ထောက်ချင်တဲ့အပေါ်အောက်တပွဲကြောင်မှာရှိတယ်ရေရှိကိုဒီကနန်းတစ်ခွက်လေးနောက်ပိုင်းနဲ့ကနန်းတို့ကိုကျွန်တော်ကဒဲရွှေရတော့မှာဖြစ်တယ်။တုံညာလေးလေးကိုဒဲရွှေရမှာဖြစ်တယ်။ရွှေရမယ်ဘယ်နေရာရွှေမှာလဲ။ဟုတ်ပြီနော်။ဘယ်နေရာရွှေမှာလဲဆိုတော့အဲ့တော့ပေါ့နော်။ ီပရိသုံးခုပေါင်းခြင်း၄သည်သူ့ရဲ့ဆောင်းမှာရှေ့ပေါင်းနှစ်ခုပေါင်းခြင်း၄လို့ပြန်ဖြစ်တာလေဒီအဝကကဏ္ဍအပေါ်တပွဲကြောင့်မှာနောက်ထပ်နှလုံးသည်ခုံလို့ထောင်ခဲ့ပြီဆိုရင်ဒီကဏ္ဍကသူ့နှောင်းနှစ်ကိုရွှေ့ပြီဘယ်မှာရွှေ့မှာလဲနှလုံးခုံလို့ထောင်ခဲ့ရတဲ့ကောင်ကအသက်ဆိုတာဖြစ်တဲ့အတွက်နောက်ထောင်သုံးလို့ဒီခုံလို့သူထောင်ထားရမယ်နောက်ထောင်သုံးလို့ဒီခုံလို့ထောင်ထားရမယ်အဲ့တော့တော့ဒီခုံလို့ထောင်ရတချက်တည်းမရဘူးသူ့ရဲ့ခုံရဲ့အောက်မှာပဲနောက်ပေါင်းခုံလို့ဆင့်ရိုက်ကမှာဖြစ်တယ်ခုံနှစ်ချက်ဆင့်ရိုက်ကမှာ အဲ့လိုခုနှစ်ချက်ဆင်းညိုက်လိုက်တဲ့ဇောင်းမထွက်အောင်ပါဒီဇောင်းမထွက်အောင်ပါနော်ဒီကနန်းကိုအားငါးလေးကိုဒဲဖြုတ်လိုက်တာဖြစ်တယ်နောက်ထောင်သုံးလုံးဒီခွန်အဲ့ခွန်ဒီအောက်မှာနောက်ပေါင်းခွန်လို့ဆင်းရိုက်ရမယ်ပြောပါတနည်းအားဖြင့်ကျွန်တော်ကဒီလေးနောက်ပိုင်းနဲ့ကနန်းကိုရွှေ့မှာဖြစ်တဲ့အတွက်နောက်ထောင်သုံးလုံးခွန်နဲ့ဒီနောက်ပေါင်းခွန်နဲ့ဒီလေးဆိုတာဖြစ်သွားတယ်အဲ့ဒါဒီလုံးဝအတိတ်ပဲရှိသွားပြီဖြစ်တယ်ပေါ့နော်ရှိသွားဖြစ်တဲ့ဆိုသူ့ရဲ့နှစ်ချင်းဖရင်ကကျွန်တော်တို့ကဒီရှစ်ဖရင်ယူထားတာပေါ့ဗျာနော် ၃လုံး၈နှလုံး၈တလုံး၈၈ဖရင်ယူထားပြီသူကနှစ်ချင်းလိုင်းရဲ့အထောက်ဒီအထောက်ကနှစ်ချက်နဲ့ထောက်ထားတာဖြစ်တယ်လို့ပေါ့နော်ဒီကနေ့ကျွန်တော်တီးရမှာဖြစ်တယ်နော်အဲနောက်ထောင်၃လုံးခွန်ဒီနောက်ပေါင်းခွန်လို့ထောင်ထားတဲ့ဇောင်းမှာရိုက်မယ်ရိုက်တော့မယ်ဆိုရင်ဒီနောက်ထောင်၃လုံးခွန်ရဲ့ဇောင်းမှာဒီဘက်ဇောင်းမှာရှေပေါင်း၈ဆိုတာရိုက်ထားအောင်မယ်ကျွန်တော်ဖရင်က၈ဖရင်ဖြစ်တဲ့အတွက်ရှေပေါင်း၈လို့ရိုက်ထားမယ်ရိုက်ပြီးရတယ်သူ့အောင်မခါဒုခထောင်ထားရမယ်ခါဒုခလို့လည်းထောင်ထားရမယ်အဲ့ထောင်ထားတဲ့ဒီအောက်မှာ အားငါးလေးကိုတဲဖြုတ်လိုက်တော့တဲ့နော်တဲဖြုတ်လိုက်တော့တဲဖြုတ်လိုက်တော့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒုတိယတကက်သွားလိုက်အောင်ရှယ်ပဲပြန်တော့နော်ဒီ site ကတော်တော်ကောင်းတဲ့ site အဲ့တော့တဲ့နော်ဒုတိယတကက်အနေနဲ့လည်းကျွန်တော်ကဒီ conference နေကြောင်းပေါ့နော် conference ကနန်းတကွက်ဒီလေးခါပိုင်းဒီနေရိုက်တယ်ဘာမှရိုက်တယ်ပရိတ်လေးရဲ့ဘေးမှာ လေးခါပိုင်နေနဲ့အောင်ခဲ့ပြီဆိုရင်အဲ့ဒီလေးအတန်ကြီးကြောင့်သူရှိနေတဲ့လေးနောက်ပိတ်နဲ့ခဏန်းတကွယ်ဒီတဲရွှေ့မယ်ဘယ်လေးနောက်ပိတ်နဲ့ခဏန်းလဲဒီပရိ၃ခုပေါင်းခြင်းလေးဒီသူ့ရဲ့ဆောင်းမှာရှေးပေါင်းနှစ်ခုပေါင်းခြင်းလေးလို့ပြန်ဖြစ်တာလေခဏန်းအဲ့ကနေအောက်မှာရှိတဲ့လေးနောက်ပိတ်နဲ့ကိုတေချာဖို့ကိုသူ့ရဲ့အပေါ်တပွဲချုံမှာနောက်ထပ်နှလုံးခွန်လို့ထောင်ထားအောင်မယ်အဲ့လိုခွန်လို့ထောက်ထားရမယ်ဒီကနန်းကိုကျွန်တော်တို့ကနှောက်နှစ်ကိုရွှေ့မှာအဲ့ထောက်ထားတဲ့ခွန်ကအသက်ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ကနန်းထုတ်တော့မယ့်အချိန်မှာအဲ့ကနန်းထုတ်တော့မယ့်အချိန်မှာ နောက်ထောင်သုံးလုံးကြီးလုံးဝသူခွန်ပြန်ထောင်လာမယ်နောက်ထောင်သုံးလုံးကြီးခွန်ထောင်လာမယ်အဲ့လိုခွန်ဒီတစင်းနဲ့ထောင်လို့မြတ်သေးနောက်ထောင်သုံးလုံးခွန်ရဲ့အောက်မှာနောက်ပေါင်းခွန်လို့သူဆင့်ရိုက်ကအောင်မှာဖြစ်တယ်ဆင့်ရိုက်လိုက်တဲ့ဒီဆောင်မှာမှာအဲ့ဒီ6ရှစ်လေးကိုဖြုတ်လိုက်တော့တယ်နော်အဲ့6ရှစ်လေးကိုဖြုတ်လိုက်တော့နော်အဲ့တော့ဒီနောက်ထောင်သုံးလုံးတနည်းအားဖြင့်ဒီနောက်ထောင်သုံးလုံးခွန်နဲ့ဒီနောက်ပေါင်းခွန်နဲ့ဒီ၄ဆိုတာဖြစ်တယ်တဲ့ကျွန်တော်ယူဆော့ရမယ်ခဏ၄နောက်ပိတ်နဲ့အတန်ဖြစ်နေတာဖြစ်တယ်တဲ့ဒီခဏကဒီလုံးဝအထိပ်ပဲရှိတယ်နော်နောက်တဲ့သူကနှစ်ချင်းလိုင်းရဲ့အထောက်ကလည်း ဒီ9300လောက်ခွန်ရဲ့ဇောင်းမှာဖရင်ဒီခွန်ဖရင်ဖြစ်တဲ့အတွက်ရှေးပေါင်းရှိပြီးတော့ရှေးပေါင်းခွန်လို့သူကထောက်ထားအောင်ပဲဖြစ်တယ်ရှေးပေါင်းခွန်ရှေးပေါင်းခွန်ရဲ့အောက်မှာလည်းခါးသူကကြီးသူထောင်ထားသေးတယ်ထောင်ထားတဲ့ဒီအောက်မှာအဲ့ခဏံကိုဖြုတ်လိုက်တော့တဲ့68လေးကိုတဲပဲဖြုတ်ချလိုက်တော့တဲ့နော်ဖြုတ်ချလိုက်တော့ဖြစ်တယ်မွေးကနန်းရှင်ပြပါလားမွေးကနန်းเนี่ยအများကြီးပဲเนาะအမလိုင်းတော့တင်းမိထားတာလေအဲ YouTube မှာတော့ကြည့်လိုက် ဝင်းနဲ့ဒဲမွေးတဲ့ site တွေကတပတ်ကွယ်ဖော်မွေးတဲ့ site တွေရောဟိုဟာတွေရောခွန်30တွေရောပြထားတယ်နော်ဒါဆိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ဒီနှစ်ထဲမှာပေါ့နော်ဒီ6 frame နေကြောင်းဒီ6 frame နေကြောင်းအဲ့ဒီ6 frame ခဏတစ်ကွက်ဒီလေးခါပိုင်းဒီနဲ့ရိုက်တဲ့ frame 4ရဲ့ပြီးမှာအဲ့လို၄တန်နဲ့ရိုက်ခဲ့ပြီဆိုရင်သူ့ရှင်းနေက၄နောက်ပိုင်းနေခဏတစ်ကွက်၄နောက်ပိုင်းနေခဏတစ်ကွက်ကဒီကနန်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဒီကနန်းကိုအတီးပြူထားတာဖြစ်တယ် ဒီပရိလေးပရိ၅ပရိခုံဆိုတဲ့ပရိ၈ဆိုတဲ့ပရိ၃ခုပေါင်းကြီးခုံအဲ့ဒီခုံဒီသူ့ရဲ့ဆောင်းမှာရှေပေါင်းနှင်းနဲ့ရှေပေါင်းကနဲ့ရှေပေါင်းနှစ်ခုပေါင်းကြီးခုံလို့ပြန်ဖြစ်ထားတယ်အောက်မှာရှိနေတယ်၄နောက်ပိုင်းနဲ့ကနန်းဒီကနန်းရိုက်ဖို့သူ့အပေါ်တပွဲကြောင့်မှာနောက်ထောင်နှလုံးဒီခုံလို့သူကထောက်ထားအောင်မှာဖြစ်တယ်ဒီထောက်ထားတဲ့ခုံကအသက်ပေါ့နော်အဲ့ကောင်ကလုံးဝသူ့ကိုပြန်ပို့ရမယ့်နေရာကိုထောက်ထားရမယ်ကနန်းဖြစ်နေတဲ့အတွက်အဲ့ကနန်းထွက်တော့မယ်ဆိုရင်နဲ့နော်အဲ့ကနန်းဒီ၃၄၄ဒီထွက်တော့မယ်ဆိုရင်ဒီနောက်ထောင်သုံးလို့ဒီခုံလို့ထောင်ထားရမယ် အဲ့တော့တော့လုံးဒီခုံလို့တစ်ချက်တည်းထောင်လို့မရဘူးသူ့ရဲ့အောက်မှာနောက်ပေါင်းခုံလို့ဆင့်ရိုက်ကမှာဖြစ်တယ်ဆင့်ရိုက်ကမှာဖြစ်တဲ့ဇောင်းမှာဒီဇောင်းမှာမှာအဲ့လိုမျိုးဒီတုံညာလေးလေးဆိုတဲ့ကနန်းကိုလုံးဝကို तू ကတဲရှူရတော့မှာဖြစ်တယ်နော်ဒါဟုတ်ဘာလို့လဲဒီဒီနောက်ထောင်သုံးလုံးခုံနဲ့အောက်ကနောက်ပေါင်းခုံနဲ့ဒီလေးလို့ဖြစ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလေးနောက်ပိုင်းနေကနန်းကိုတဲရှူရမှာဖြစ်တဲ့အတွက်လုံးဝအတိတ်ပဲရှိသွားပြီနော်နောက်လည်းနှစ်ချင်းလိုင်းနေနဲ့က तू ရဲ့ frame က6ဖြစ်တဲ့အတွက်ပေါ့နော် ဒီနောက်ထောင်သုံးလုံးခုံလို့ထောင်ထားတဲ့ဇောင်းမှာရှေးပေါင်း၈ရှေးပေါင်းခုံပြီးတော့ရှေးပေါင်း၆လို့သူကလုံးဝသူတိကျစော့ထားတယ်ရှေးပေါင်း၆လို့စော့ထားတဲ့ပြင်အောက်သူ့အောက်မှာခါတူဟာဆိုတာလည်းအချိန်မီလာပြီးတော့ထောင်မိလိုက်ပြီဖြစ်တယ်ထောင်မိလိုက်ပြီဖြစ်တယ်ဒီအောက်မှာမှာဒီကနန်းဝင်မှာဒီကနန်းဝင်ကျွန်တော်တီးထုတ်ရတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုနေ့က YouTube မှာကျွန်တော်အော်လို့ရေးပြရတယ်အဲ့လိုကြည့်လိုက်ပြီးပြီးပြီးတဲ့ပြီးရောအဲ့ဒီဖိုင်ကတခါလေးပြုတ်ထုံအောင်ဖြစ်တယ်ပေါ့နော် အဲ့တော့ဒါမဲ့တခုပြောပြရရှိတာကကျွန်တော်ဒီမှာဆော့ခဲ့တဲ့ခဏန်းကဒီခဏန်းကိုကြည့်လိုက်မယ်ဒီမှာစီနော်ပရိတ်၃ခုပေါင်းခြင်း၄ပရိတ်၃ခုပေါင်းခြင်း၄ဟာရှေ့ပေါင်း၂ခုပေါင်းခြင်း၄လို့ဖြစ်ထားတာလေးလို့ဖြစ်ထားတဲ့ဒီအောက်ကခဏန်းယူတာပေါ့နော်တနည်းအားဖြင့်ဒီပရိတ်၃ခုပေါင်းခြင်း၄နဲ့ရှေ့ပေါင်း၂ခုပေါင်းခြင်း၄နဲ့ပေါင်းခြင်း၈ဆိုတဲ့ကောင်ကတစ်ချက်ရှိနေတယ်ပေါ့နော်အဲ့၈ကကျွန်တော်ဒီမှာ၈ထက်စီစဖို့ရခြင်းမှာ၃လုံး၈လို့ဘန်ဒီခွေခဲ့တဲ့၈ပေါ့နော်အဲ့၈ဖြစ်ခြင်းအဲ့၂ခုပေါင်းခြင်းရဲ့၈ဖြစ်နိုင်တာတခုတော့ရှိတယ်နော်သူ့ရဲ့ပြည့်ချက်က ပြစ်ချက်မဟုတ်ဘူးဗျာနော်နောက်တစ်ခွက်ထုတ်နိုင်သေးတယ်ဆိုတော့ပြောပြတာဒီပရိသုံးခုပေါင်းရင်လည်း၄တဲ့သူဆောင်းမှလည်းရှေးပေါင်းနှစ်ခုပေါင်းရင်၄လို့ရတယ်၄၄နှစ်ခုပေါင်းရင်ဒီ၈ဆိုတာဖြစ်တာလေနော်ဒီခွန်ထိတ်ကိုပေါ်တဲ့အချိန်မှာဒီသုံးလုံး၈ပိုင်းဒီခွေခဲ့တဲ့အတွက်အဲ့လိုဖော်ခဲ့သေးတာဖြစ်တယ်အဲ့အောက်ကခနန်းဒါဆိုရင်ဒီခနန်းကတော့အဲ့လိုမျိုးဖိုးလို့ရနေတယ်ပေါ့ပါလို့လဲဆိုတော့ဒီပရိသုံးခုပေါင်းရင်၉သူ့ရဲ့ရှေးပေါင်းနှစ်ခုပေါင်းရင်လည်း၉ ကိုနဲ့ကိုနဲ့ပေါင်းရင်ဒီရှစ်ဖြစ်နေတယ်အဲ့ရှစ်ဖြစ်တဲ့ဒီအောက်ကငါးတုံညာလေးရလုံးဝသူကပယ်ရမယ်ခဏမဟုတ်ဘူးပေါ့နော်လုံးဝထိုးရအောင်မယ်ခဏဖြစ်နေတယ်ငါးတုံညာလေးရလည်းထူထူလေးထိုးရမယ်ခဏပေါ့ဗျာနော်ကိုကိုလို့သူကလာထောက်ထားတာဖြစ်တယ်ရှေ့ရနှစ်ကက်မှာလေးလေးထောက်ထားတယ်သူကတော့ဒီပရိသုံးခုပေါင်းရင်ကိုရှေ့ပေါင်းနှစ်ခုပေါင်းရင်ကိုလို့ကိုကိုထောက်ထားတဲ့ရှစ်ပေါ့ဗျာနော်ရှစ်အတန်လို့ထွက်သွားတယ်ထွက်တဲ့အတွက်ဒီခဏကလည်းထိုးအင်းတဲ့ခဏဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ကပိုးအမယ့်နေရာကပိုးအမယ့်နေရာက ဒီ၃လုံးခွန်နဲ့နောက်ပေါင်းခွန်နဲ့ဆင့်ရိုက်တာမှနေရဖြစ်တဲ့အတွက်သူ့ကိုကနန်းကိုယူလိုက်တဲ့အချိန်မှာအဲ့အပေါ်တပွဲကြောင့်မှနောက်ထောင်နှလုံးခွန်လို့ထောင်ထားမယ်ကောင်ကအသက်ပဲပေါ့ဗျာနော်ဒီခွန်နဲ့ပဲကျွန်တော်တို့ကရွေးထုတ်လိုက်တာဖြစ်တဲ့အတွက်အဲ့ဒါမှလည်းဒီနောက်ထောင်နော်ဒါမှလည်းနော်အဲ့ဒါမှလည်းဒီနောက်ထောင်၃လုံးခွန်နဲ့နောက်ပေါင်းခွန်နဲ့ဒီနှစ်ခုကိုဆင့်ရိုက်ထားတာဖြစ်တဲ့အတွက်ခွန်ခွန်ပေါင်းကြီး၄ဆိုတဲ့အတန်ထွက်နေရတာဖြစ်တဲ့အတွက်ဒီနေရာမှာပို့ရမယ့်နေရာလုံးဝကွက်တီတီတနေရာလည်းပဲရှိတယ်ပေါ့ဗျာနော် အဲ့တော့9တုံညာလေးရလဲထူထူရင်ရမယ်ဗျမရင်မဖြစ်ရင်9တုံညာလေးရလဲရင်နော်ဒီကောင်အော်ဗျနော်ကျွန်တော်ရဲ့မန်မာဝင်နေရကျွန်တော်ဒီကနေအောင်တော့ကျွန်တော်မန်မာကနေမှာထည့်မပေးလိုက်ဘူးနော်ဒီ site ကဟိုတနည်းအားမှာညဘက်ကလေး site ကြည့်နေတွေ့လိုက်တာဖြစ်တဲ့အတွက်အဲ့ကြည့်ရဲ့နောက်တနည်းပဲ YouTube မှာတက်ပြလိုက်တာဖြစ်တယ်ဗောနော်တက်ပြလိုက်တာဖြစ်တယ်ဒီကနေကဟိုအထဲမှာတော့မပါသွားဘူးဗောဗျာနော်ဘာဘောက်ဆိုမဲ့ဒီကံကလုံးဝထိုးတဲ့ခဏကဒီတပင်ကျော်လိုင်းမဲ့အထောက်ပံ့ရလဲကျွန်တော်အဲ့နေပြပြခဲ့လीတာပဲเนา တပင်ကျော်လိုင်းရဲ့အထောက်ပံ့လည်းရှိတယ်ဆိုတာကိုဆိုပြခဲ့တာပဲဒီမှာတပင်ကျော်လိုင်းရဲ့အထောက်ပံ့ပေါ့နော်ဒီမှာနောက်ပေါင်း9နဲ့နောက်ပေါင်း10နဲ့ပေါင်းရင်6လို့ဖြစ်တယ်နော်6လို့ဖြစ်တယ်6လို့ဖြစ်လိုက်တာ ਨੇ ဒီမှာနောက်ဘိတ်3လုံး2ရဲ့6ရဲ့2ရဲ့နောက်ဘိတ်3လုံး10နဲ့ဗရိ9နဲ့ဒီ9ဆိုတော့6 9တစုံနဲ့ရိုက်တဲ့ခဏအောင်နေပေါ့ဗျာနော်ဒါအတူချုံပြခဲ့တာဖြစ်တယ်ဒုတိယတကယ်ကိုကြည့်လိုက်မယ်တပင်ကျော်လိုက်တဲ့အချိန်မှာ နောက်ပေါင်း6နဲ့နောက်ပေါင်း10နဲ့ဒီလဲ6ပဲအဲ့ဒီ6လို့ဖြစ်လိုက်တာ ਨੇ ဒီနောက်ဘိတ်2 5 6ဆိုတော့နောက်ဘိတ်3လုံးဒီ3အဲ့ဒီ3နဲ့ဒီပရိတ်6နဲ့ဒီလဲ6လို့ရိုက်ထားတယ်6 6တစ်စုံနဲ့ပဲဒီလမ်းကြောင်းရှိတယ်ပေါ့နော်တစ်ချက်ထောက်ရှိတယ်တတိယတက္ကနေနဲ့ ਆ လဲဒီမှာနောက်ပေါင်း1နောက်ပေါင်း1နဲ့နောက်ပေါင်း9နဲ့ဒီလုံးဝ6ထားတယ်အဲ့လို6ထားပြီဆိုရင်ဒီနောက်ဘက်6ကဲ4ရဲ့သူ့ရဲ့မြင်းကောင်က8နောက်ဘက်ရဲ့6 4 8ဆိုတော့နောက်ဘက်တလုံး8နဲ့ ဒီပရိတ်တဲ့နဲ့ဒီလေ6လို့6ရဲ့နှက်ခက်6လို့သူထောက်ထားရတာဖြစ်တယ်ပေါ့နော်ဒီတပင်ကျော်လိုင်းရဲ့ထောက်ပဲနေရှိတယ်ဒါို့အနီးကဒီလောက်ပဲပြတ်လိုက်တော့မယ်ပေါ့နော်တတိယတခန်းနေလေဒီမှာနောက်ပေါင်း၈နဲ့ဒီမှာနောက်ပေါင်း၈နဲ့ဒီလုံးဝသူ6ဖြစ်ထားတယ်နော်နောက်ပေါင်းက၈ပဲအဲ့တော့၈ဖြစ်ဟာ6ဖြစ်ထားပြီဆိုရင်6နှက်ခက်6ဖြစ်ဖို့3ညာနောက်ပိတ်3နောက်ပိတ်၈နောက်ပိတ်နောက်ပိတ်3လုံးဒီ1အဲ့ဒီ1နဲ့ဒီပရိတ်ရှင်းနဲ့ဒီ6လို့6 6တစုံထောက်ထားရမယ်ဆိုတော့ နောက်ပေါင်း၈နဲ့၈ပရိတ်ဖြစ်တော့တာပေါ့ဗျာနော်ဒီနောက်ပိတ်သုံးလုံး၃ည၃ရှစ်ဒီ1အဲ့တင်းနဲ့ပရိတ်၈နဲ့ဒီ6လို့ရိုက်ထားတာဖြစ်တဲ့အတွက်အဲ့တော့1 9က6 9တစုံနဲ့ရိုက်မယ်ဆိုရင်ဒီမှာ၃ည၄၄ပေါ့ဗျာနော်ဟိုနေ့ကကျွန်တော်ပြခဲ့တာ၃ည၅၃ကိုအဲ့ဟိုကမှပြခဲ့သေးတယ်ပေါ့နော်၃ည၅၃ကလည်းနောက်ပေါင်း၈နဲ့အဲ့ကနန်စိုက်ကိုတပင်ကျော်လိုင်းမှာပြခဲ့တာပေါ့နော်အဲ့တော့ဒီမှာလည်းဒါနောက်ပေါင်း၈နဲ့ပရိတ်၈နဲ့ဒါတပင်ကျော်လိုင်းရဲ့အထောက်ပံ့လည်းရှိတယ်ဒီလုံးဝရွှေ့ရမဲ့ဒီကနန်းရလည်းနော် ဒီဘေး၃လုံးပေါင်းရခုံဝန်ရှေရှေပေါင်းနှစ်ခုကောင်းရခုံလို့ဖြစ်တာလေနောက်တော့လည်းခုံလုံးလက် ထောက်ထားတဲ့အောက်တပွဲကျော်ကဒီလုံညာလေးလေးဆိုတဲ့ခဏန်းရွှေရမယ့်နေရာလဲနောက်ထောင်၃လုံးခုံနောက်ပေါင်းခုံကိုဆင့်ရိုက်ထားရမယ်ဇောင်းမှာပေါ့နော်သူကနှစ်ချင်းလိုင်းနေနေရာလဲရှေပေါင်းဖရင်ဒီ၆ဖရင်ဖြစ်တော့ရှေပေါင်း၆ကိုရိုက်ထားတယ်ခါတူကားတဲ့ဒီအချိန်မျိုးဆင့်ထောင်ထားတာဖြစ်တယ်ထောင်ထားပြီဒီနေရာမှာဒီနေရာကျွန်တော်ဒီထုတ်ရမယ်ခဏန်းဖြစ်လို့ကျွန်တော် all လို့တော့ရေးပေးလိုက်တယ်ပေါ့နော်အဲတော့ကျွန်တော်နောက်နှစ်အတွက် နွားပေါ့နော်2026တဲ့2020ကဲအားလုံးပဲတတကျဒီຢာလေးတွေကို share ပေးလို့ရပြီနော်ဟိုနေ့က YouTube မှာတော့ပြပြီးသွားပြီဒီ site ကဖျက်ချခံလိုက်ရတာဖြစ်တဲ့အတွက်ပြန်ပြပေးတာဖြစ်တယ်ဗျာနော်ကဲအားလုံးပဲအားလုံးကံကောင်းပါစေဗျာနော်ကျွန်တော် license ပြီးတတ